တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025 April လတရနေ့ရနေ့ခொနည်းနေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်ရည်မှန်းချက်တွေကိုအကောင့်ထဲဖော်ပြီးဘဝအောင်မြင်နိုင်တယ်ခီးကိစ္စအစဉ်ပြေမယ်အကြီးကဲအမျိုးသမီးများ အမေဖွားတော်တို့ရဲ့ကျမ်းမာရေးကူဆက်ရမယ်မထင်မှာပဲခီးသွားနေမယ် ခြံကားခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းနဲ့အောင်မြင်လိမ့်မယ်။အရဝေးနိုင်ငံရချမ်းနဲ့ပတ်သက်တဲ့ကောင်းခြင်းသတင်းစကားနဲ့တိုးတက်ခြင်းများကိုကြုံတွေ့ရမယ့်နေထားရှိတယ်။ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလုံးအောင်မြင်မယ်။ခရီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလုပ်တာလေးတွေအဆင်ပြေမယ်။ကံကြမ္မာမြင်မှားခြင်းနဲ့တိုးတက်ခြင်းရှိမယ်။နေ့ရက်နေ့မှာဝေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်။မတော်တဆနဲ့တည်ထားရမယ်။ အရှိရကုတီသွားစံနေရှိတဲ့တဲ့မနဲ့ခွန်နိုင်ခွဲနဲ့ကိုနိုင်တွင်မှသတိထား။၃ရက်နေ့မှာရံပတိဖက်ကရင်နဲ့ရင်ဆိုင်ပြီးမှလူရပြည့်စုံမယ်။အလွယ်ရချင်းဖြစ်ခြင်းမရှိဘူးတိုက်ခတ်နေရံနဲ့ရှင်းပြီးလုပ်ရမယ်။၄ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမယ်။စားလိုက်တဲ့ကိစ္စမှာထူးထူးခြားခြားကောင်းနေမယ်။၅ရက်နေ့မှာအချွေးမီဟောင်းနေပြန်တောင်းခံလို့ရတယ်။ရှားပိုင်ခွေနေပြန်လဲတောင်းဆိုလို့ရတယ်။ခီးကိစ္စအဆင်ပြေတယ်။ 6ရက်နေ့လက်ဖွင့်ကပ်ဝင်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိမယ်။ရှင်မန်းသားသည်များဆောင်ရွက်၍ထူးချိုးပေးတယ်။ခုနှစ်ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတွတ်တဲ့ခြင်းရဲ့နှစ်သာရကိုရရှိမယ်။ဒီတပတ်တော်ကာလအတွင်းမှာဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်။တနေ့ကတွင်တင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ရှိတဲ့ကတိကောင်းတွေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါလေ။နှစ်ခုကိုကနန်းနေ့ချိုးပေးတယ်။ အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလူရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြူဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧဘရလ၁ရက်နေ့တကူလာရဲ့ပထမအဆုံးသောအင်္ဂါနေ့အဲ့ဒီမနေ့9နိုင်ချိန်မှာဖရာဇေဒီရဲ့ဗုဒ္ဓတော်မှာဗတောင်းညွန်ဆနေညွန်သွားရောက်တင်ပြီးတော့အလိုရှိရာဆန္ဒပြုပါဒါတနေ့မှတရက်တရက်မှမှအဲ့ဒီတမနေ့အဲ့ဒီချိန်မှာလုပ်ရယ်ဆူတောင်းပြည့်တယ် ချိုးကြတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့ဆုံးချပြီးကောင်းခြင်းကံကြမ္မာကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလတရက်နေ့ရက်နေ့ခொနည်းနေ့တော်တွင်မှာကောင်းသောကံတွေရှိတဲ့ရန်တိုက်ခံနေတဲ့လေကြုံမယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်ကိုလိုချင်တဲ့ဖြစ်လို့တဲ့ကိစ္စတွေအကုန်လုံးကိုလည်းအတိုက်ခံတွေကြားတွေထိုးပေါက်ပြီးလောကိုင်းတိုင်းနဲ့ စာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွေတည်ထားမယ်။ဂျားဝင်တာဝန်ယူခြင်းအမှခံခြင်းမပြုရအောင်။သူများပြဿနာကိုပြဿနာဖြစ်ရန်တိုက်ခံနေတဲ့ဒေသတွေရတဲ့တဲ့ငွေကြေးပေးယူညှိပွားစရာတွေရှိတတ်တဲ့အတွက်ဝေပေးငွေယူကိစ္စမှန်သမျှသတိနဲ့ဆောင်ရွက်ရမယ်။အခြေပြတာရေးတွေမှာလည်းမထင်မှတ်ထားတဲ့ပြဿနာသေးလေးရတယ်ကြီးစားပြဿနာတွေဖြစ်ကူးပြောင်းတတ်တယ်။ရန်တိုက်ခံနေတဲ့ရှင်ပြီးလောရတဲ့နေ့အရာရာသတိထားတဲ့နေ့ဖြစ်တဲ့နေ့ရက်နေ့မှာ ငွေကြေးကလုပ်ငန်းကဘဝကတိုးတက်မယ်အပြောင်းလဲတွေနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်အရှိရကိုတည်သွားစရာနည်းရှိတတ်တာသတိထားမယ်မနဲ့ခုနှစ်နိုင်ခွင့်နဲ့ကိုးနိုင်ကြသတိထားသုံးရက်နေ့မှာရံပတိဘက်ကနေနဲ့အောင်မြင်ခြင်းတွေကိုဖောက်ထွင်းပြီးတော့လုပ်ကင်နိုင်တဲ့ကံအရာရာစင်ပြောင်းဆောင်ရွက်နိုင်တဲ့အခွင့်အရေးတွေရှိလာမယ်၄ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်ဝေကြီးကလုပ်ငန်းကဘဝကတိုးတက်မယ် စီးပွားကံထူးကောင်းမယ်မထင်မှန်ပဲကိုငွေကြေးဝင်လိမ့်မယ်ငါးရက်နေ့မှာအတိုက်ခံအင်မတန်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့လိုက်တယ်၆ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုတည်းအင်မတန်ကောင်းတယ်လမ်းကြောင်းသစ်နဲ့ထိုးပေါက်ပြီးတိုးတက်သွားမယ်ဆုံးဖြတ်ချက်မှန်လိမ့်မယ်ခုနှစ်ရက်နေ့မှာအကျွေးဟောင်းပြန်တောင်းလို့ရတယ်ခီးသွားလို့အဆင်ပြေမယ်သွားနေကြမှုတဲ့နေရာတစ်ခုကိုရောက်သွားနိုင်မယ်ထူးခြားတဲ့ကံကြမ္မာကောင်းတွေပေါ်ထွန်းလာနိုင်မယ်ဒီတပတ်တာကံလအတော်တွေမှာ ဇာသပတိနေဗုဒ္ဓဟူးနေသောကြာနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းငွေတွေကနေမွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်တင်ငါကိုကနန်းနေချိုးပေးတယ်အစေးရောက်ဖြစ်ရောမိခိုးရောက်တော့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်နိုင်တယ်အင်္ဂါနေ့မွေးသူတွေအတွက်တကူးလာရဲ့ပထမဦးဆုံးအင်္ဂါနေ့ဧဘရလ10ရက်နေ့မနေ့9နိုင်ချိန်မှာ ဗဒောင်းညွန့်72ညွန့်ဖရာဇေဒီရဲ့ပௌဓုတော့မှာမနေ့9နိုင်အချိန်တိတိကျကျသွားရောက်ပြီးတော့တင်ပြီးတော့အလိုရှိရဆန္ဒပြုအဲ့ဒီဆူတောင်းနေမလွဲဧကတိချမှုကြပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်